ရှင်ကျမဒီနေ့ဖျက်ပြီးမဲ့ဝတ္ထုလေးရတော့စာရေးဆရာမမေစုရဲ့အချက်ဦးရဲ့ချင်းချက်ကလေးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်ကျမမေအပ်ပါအချက်ဦးရဲ့ချင်းချက်ကလေးစက်သိမ်းပိုင်းရန်ကုန်သို့ပြန်လာသည့်အပြန်လန်တွင်ကျွန်တော်ဒွိဟများဖြင့်ပြန်လာခဲ့ရသည် စိန်ကအတင်းပြန်လာရန်လောဆောင်နေသောကြောင့်စိတ်ပင်ခုမိသေး၏ ကိုကိုရေပြန်မလာသေးဘူးလားစိန်ကကိုကိုဒီနေ့ပြန်လာမယ်လို့အိမ်ကပြောရတာ哦ပပေတို့မမေတို့ကလည်းစိန်ကိုလက်ထပ်ကြဖို့အစီအစဉ်ဆွဲစီချင်နေပြီတပတ်ပဲဆိုပြီးစိန်ရက်ကြော်နေပြီမိရွှဲနဲ့နီဆက်ရန်ပြန်စူးစမ်းရမည်လားစိန်နဲ့လက်ထပ်ဖို့ပဲပြင်ဆင်ရမည်လားဆုံးဖြတ်ချက်မရမရဖြစ်ဝီခွဲရခက်နေပါ၏မိရွှဲလီလှလတ်သူဖြစ်တဲ့ကဲတို့စိန်ဒီလည်း ကျွန်တော်ကြောင့်မိသည့်နဲ့နာမှုမှမရှိခဲ့တော့လှုပ်လှက်သူပင်တရားရောက်ကိုရွေးချယ်ရမည်ဆိုရင်ကျွန်တော်နှလုံးသားကစေညွှန်းရအတိုင်းမိသူမျက်နှာကိုမှမထောက်ထားပဲလှုပ်လှုပ်လှက်လှက်ရွေးချယ်နိုင်သည်ကို နားလေပါသည်နှလုံးသားဤစီခိုင်းရအတိုင်းကျွန်တော်မိရွှင်းစီသာပြန်သွားဖို့ပြင်ဆင်ခဲ့ပါ၏ငကြောရုံးနဲ့အတူဥပါဒတန်မီဖျားကြီးတို့သွားသည်ညာက ကျွန်တော်ခံစားချက်များအားမိရှင်ထံပွပွင့်လင်းလင်းပြောပြဖြစ်ခဲ့ပါသည်။သူလက်မခံပါ။ထိုနေ့ညကမိရှင်စီမှအငင်းမခံရခင်မကြော့စီမှတိရသောတရင်ကကျွန်တော်ကိုပူအံ့ဩစေခဲ့ပါသည်။ငါနဲ့အာလုံးနဲ့မေတ္တာမျှနေကြတာငါးနှစ်လောက်ရှိပြီ။သူနဲ့ချစ်သူမပြည့်ခင်ငါယောက်ျားလေးတဘောကရီးစားလေးပါလေ။ပပထားနည်းနည်းပပထားဘူးတာပေါ့။ဒါမဲ့အာလုံးလောက်ကသူ့ကိုမှမချစ်နိုင်ဘူး။ ။အယုံးစင်မရှိနိုင်ဘူးလို့သိခဲ့ရတယ်။အဲဒါကြောင့်ပဲဒီလိုဖြစ်သွားတယ်ကွာ။ငါမင်းညီမကိုချစ်သူလို့ရောတငယ်ချင်းလို့ပါချစ်ပေးပြီးစောင့်ရှောက်နေခဲ့တာပါရောက်ဖရ။အခုတော့အနာနဲ့မောပါဖောက်။ဘဝနဲ့သာနာပါတော့။နောက်နှစ်လောက်ဆိုငါတို့လက်ထပ်ကြတော့မယ်။အဲဒါမင်းကိုအရင်ဖွင့်ပြောရတာပဲ။မကြောစကားကြောင့်ပါဇက်အဟောင်းသားဖြစ်အံ့ဩနေရတော့လေကျွန်တော်သူ့လက်မောင်းကိုခပ်ပွားပွားသုံးလေးချက်ဆင့်ထိုးလိုက်မိ၏ ။ဟေးကောင်းရောကွာ။အနီးကပ်ရန်သူဆိုတာမင်းလိုကောင်းမျိုးပြောတာ။ဘာလဲမင်းညီမနဲ့ကောက်သဘောမတူဘူးလားပြော။ငါကကောင်းပြောနေတော့သဘောတူတော့သဘောတူလည်းမတူဘူးစွတ်ဖက်ရအောင်မင်းညီမကလည်းငယ်ရောတဲ့အရွယ်မှမဟုတ်တာ။ဟာမအေးဘေးရဲ့စောင်းအောင်နားထောင်။ငါအာလုနဲ့မင်းကိုသဘောမတူနိုင်ကြဘာကြောင့်ရှိလို့တော့ကွာ။ကျွန်တော်နဲ့ငကြောငိမ့်ချမ်းရေးယူပြီးချိန်မှဖျားရင်ပြင်အစုံတွင်ရှိသည့်ခေါလောင်းထိုးသည့်နေရာသို့လိုက်သွားကြပါ၏။ မိရှင်ကခေါင်းလောင်းထိုးနေသည်ကိုအလူကဖုံပြေတတ်ပုံများရိုက်ယူပေးနေသည်ကျွန်တော်နဲ့ငကြော်ကတော့လက်များကို နောက်တွင်ရှက်က၎င်းတို့နှစ်ယောက်တယောက်တစ်လက်ဓာတ်ပုံရိုက်ပေးနေသည်ကိုရက်ချီနေကြပါ၏မိရှင်တို့အလက်ပြီးမှကျွန်တော်လဲခေါင်းလောင်းကိုချက်ထိုးပါသည်ငကြော်ကတော့မထိုးတော့ဘူးဟုပြောသည်ခေါင်းလောင်းထိုးပြီးချိန်တွင်ဖျားရင်ပြင်ပေါ်မှာလမ်းလျှောက်ကြပါသည်ငကြော်နှင့်အလူအချောင်းကိုစသည့်ချိန်မှစ၍ ၎င်းတို့နှုတ်ဦးအားနောက်တွင်တီချချန်ထားခဲ့ပြီးမိရွှင်ကို အမီးရခေါ်လာကရင်ပြင်တပတ်လမ်းလျှောက်ခဲ့ကြပါ၏ကျွန်တော်တို့နှုတ်ဦးကြားစကားများဆက်ရရရှိကြပါသည်ဖျားကုန်းပေါ်မှစီးမြင်နေရသော နေပြိုဤမိယောင်များကိုသာငေးချီနေကြပါ၏လီနုအေးအေးများကတိုက်ခတ်လိုက်ချိန်တိုင်းနှာသီးဝါသို့တိုးဝင်လာသောမိရွှင်စမင်မှရှမ်ပူနဲ့တင်းတင်းကလေးငယ်ဘဝကို ပိုတည်ရမိပြန်ပါသည် ဖះရင်ပြင်ပေါ်တွင်လမ်းလျှောက်နေချိန်တွင်ဘာစကားမှမပြောဖြစ်ကြတော့လဲတနင်းကနွေမွေးနံဖះကိုမြင်သောအခါစကားပြောဖြစ်ကြပါသည်လင်းဆက်ဟိုမှနှစ်မွေးနံတောက်ဖះတော်တော်ရည်သွားတော့ပဲလိုက်အောင်နင်ကိုယ်တိုင်သွားတော့ပဲတော့မလုပ်ပေးချင်ဘူးလို့မိရှင်သည်စကားကိုမနေပရိအုပ်ကစကားကိုလွှဲလိုက်ပါတော့သည်ငါတော့ငါမွေးနံတောက်ဖះတွေ့မှရည်သွားပဲတော့မယ်ဟုတ်တာပဲငါမေ့နေတာ ကျွန်တော်မွေးနံ့တောင်းပြရာတွင်ရေတပယ်နေချိန်တွင်မိရှင်ကအနာရင်ရက်ဆောင်နေပါသည်ဆဆောကမိရှင်လုကနေထွက်လာသောစကားအရဆိုရင်ဖရာရောက်တိုင်းကျွန်တော်မွေးနံ့တောင်းတွင်ရေတပယ်ရင်ကျွန်တော်အတွက်အမြဲဆုတောင်းပေးနေရောသလားအော်မိရှင်ရေဖရာပေါ်မှာပြန်ဆင်းလာချိန်တွင်အာလူနှင့်ငကြော်တို့အတွေ့ကကလူကြီးစေရင်ရှေးမှဆင်းနေကြပြီကျွန်တော်နဲ့မိရှင်က လေကားထက်များကိုဖြစ်ဖြစ်ချင်းနှင်းလျှောက်ကစိမ့်လာကြပါ၏။ရသည်များချင်းနှင့်ပေးလာသောအခွင့်အရေးကိုကျွန်တော်လက်လွတ်မခံရန်ခံစားချက်များကိုမထိန်ချုပ်ထားတော့ပဲမိရှင်ကိုဖွင့်ပြောဖြစ်လိုက်ပါသည်။နေငါ့ဟောစိတ်မဆိုးပါနဲ့မိရှင်။အခုဆိုနေလဲလှလှလှဖြစ်နေပြီ။ငါလည်းနေုံချစ်နေတော့မယ်။အကယ်၍ငါနေ့စီပြန်လာမယ်ဆိုရင်နေလက်ခံပါလား။အရှင်တော်ကနေရမောင်ဖြစ်နေပေါ့။ ရှိသမျှတတ္တိများကိုစုစည်းပြီးစာအလွတ်ကျက်ထားတဲ့ကဲ့သို့စတိုက်ကြီးပြောချပြလိုက်၏မိရွှေဤမျက်ဝန်းနဲ့လက်ကနေအရေးတစ်ခုကိုဖန်ဆုံမိလိုက်တော့လေခဏအကြာတွင်ပျောက်ကွယ်သွားပါသည်သူကျွန်တော်ကိုငြင်းခဲ့ပါ၏ငါတစ်ခုလောက်ဖြစ်နေတော့မင်းကိုအချိန်မီလက်ခံနိုင်လိမ့်မယ်လို့မင်းကယုံကြည်ထားရလားမင်းဆက်မိရွှေသည်ကျွန်တော်ကိုတင်းငိမ်မာထန်စွာဖြင့်ရှောင်းလေချက်တောင်းနေတော့လေ မျက်တောင်ဖြားများကတစ်ဖြက်ဖြက်ပုတ်ခတ်နေ၏။ဟာမဟုတ်ဘူးမဟုတ်ဘူးနော်။ငါ့ကိုအဲ့လိုအထင်မလွင်နဲ့။အခုလိုပြောတာငါနေ့ကိုအထင်သေးလို့မဟုတ်ပါဘူးဟာ။ငါရင်ထဲရရှိတဲ့အတိုင်းဖွင့်ဟပြီးနေ့သဘောထားကိုလည်းသိချင်ရုံမှမိရှင်ရဲ့။ငါအနေနဲ့ပတ်သက်ပြီးအပြစ်ကျူးလွန်ထားတဲ့သူကမင်းဆက်ရဲ့။ငါ့ကိုရစမင်းအဆက်ဆက်လူဆိုးမကြီးဖြစ်မလို့ချင်ပါနဲ့။နေ့မှကောင်းမလေးရှိနေအောင်ငါကောင်းကောင်းကြီးသိရပါဗော။ဒီတိုင်းနေ့ကောင်းမလေးနဲ့သာလက်ထပ်ပါ။ ငါသာသူ့နေရာမှာဆိုနင်းလို့ရချောင်ယူသွားလိမ့်မယ်။မင်းမသားချင်းငါကိုချင်းစာတက်ပါတယ်။ငါသာရဖို့နေ့ကိုပြန်ရဖို့ဘာပြင်းမှမရှိရဲကောင်းမလေးရဲ့နှလုံးသားမနှင်းချပြစီနဲ့။နင်းနဲ့ပတ်သက်ပြီးပြန်တွေးကြည့်ရရင်လှပခဲ့ဘူးတဲ့အတိတ်လေးတွေရှိခဲ့ရုံနဲ့တင်။ငါမှချိန်နဲ့နေပါပြီ။သူများမျက်ရည်တွေနဲ့နေ့ကိုမပိုင်ဆိုင်ချင်ပါဘူး။ဘဝလုံးဝေးလဲစာနေဝေးပါစေလို့မြင်ဆက်ရင် မိရွှင်သည်တင်းငိမ်စွာစကားပြောနေရမှာအတန်တို့အက်ကွဲလာသည်တဆက်တည်းမျက်ရည်များဝိဝဲလာပါသည်သူမျက်တောင်များကိုအုတ်ခတ်၍မျက်ရည်ဆာများကိုတိမ့်နေတော်လဲအလယ်မမီပဲမျက်ရည်ဆာတို့ပေါက်ကနေကြာလာပါ၏ပြန်ကြားစို့လူကြားတဲ့ဒီထက်ပုံကိုမိရှက်ရှာကောင်းနေကျွန်တော်ဒီမိရွှင်ဤဘာပြင်ပေါ်သို့ကြာလာသောမျက်ရည်ဆာအချို့ကိုလက်မဖြင့်တုပ်ပေးလိုက်မိသည် ကျွန်တော်လက်ကိုမိရွှင်ကပုတ်ချလိုက်ပြီးခြာခနဲလှက်သွား၏သူသည် ကျွန်တော်ကိုကြောပြီးကသူ့ပခုံးပေါ်တွင်လွှားတင်ထားသောဘဝစာဖြင့်ညက်ရည်များကိုငုတ်သုံးလိုက်သည်ပြီးမှကျွန်တော်ဘက်သူပြန်လှည့်လာ၍အစွမ်းကုန်ပြုံးပြပြန်ပါသည်ကျွန်တော်မှသာသူ့အဖြူမူကြောင့်ကြောင်အာအာဖြစ်နေရပါတော့၏ကဲမင်းဆက်နေ့စကားတွေကမကြားခဲ့ဘူးလို့ပဲမှတ်လိုက်မယ်ငါမျက်ရည်တွေကိုလည်းနင်မမြင်ခဲ့ဘူးလို့ပဲမှတ်ပြပါ စကားဆုံးသောအခါမိရှင်ကလေကားထစ်များပေါ်မှခက်သက်သောအပြေးတစ်ပိုင်းဆင်းသွားနေတော်၏အပြန်လန်းတွင်မိရှင်သည်ဘာမှမဖြစ်ထားသည့်အလားအာလူတို့မကြော်လို့နေအတူ စကားများကို ဖောင်ခွဲပြောနေခဲ့ပါသည်ကျွန်တော်ကသာအင်းအဲလိုက်ရင်ငင်းငိုင်နေခဲ့ရသည်မဟုတ်ပါလားဥတော်မယုံနိုင်ဖြစ်ရ၏ဥတော်ထဲတီမီကိုပူမယုံနိုင်ဖြစ်ရ၏ ဒီမေနစ်ဦးတော်ရုထဲ၎င်းတို့နှစ်ဦးအတွက်ကြိုတင်စီမံပေးလိုက်သောလက်ကွယ်နှင့်ကံကြမ္မာကိုမယုံကြည်နိုင်ဆုံးဖြစ်ရပါသည်။အကြောင်းမှာဒီမေနစ်ဦးတော်မင်္ဂလာဦးဆွန်ကျွေးရန်စီစဉ်တော်မူဟုဒီမေထံမှဖုန်းရတော်ကြောင့်ဖြစ်ပါ၏။အသက်40ကျော်မှတော့အပြူကြီးပဲလောက်ပါတော့မည်ဟုမင်းတစ်သေးဖြစ်ပြောခဲ့သောဒီမေကအချစ်ဦးနှင့်ပြန်ဆောင်ခွင့်ရချိန်တွင်အပြောနှင့်လက်တွေ့တခြားစီလှုပ်သွားပါတော့၏။ ဒီမေကိုမစုပါနဲ့ဒီမေတို့ဒီလိုဖြစ်သွားတယ်ဒါရဲ့ငယ်ချင်းဆိုတော့မမေ့နိုင်မဲ့အတူတူနှစ်ယောက်လုံးကလည်းလွတ်လပ်နေကြတော့ဘဝနေဝင်ချင်းအထိ အတူတူဖြစ်တန်းကြဖို့ဒီမေလက်ခံလိုက်တယ်ဖြစ်ခဲ့သမျှတွေကိုလည်းဒီမေဘက်ကတင်မုန်းချိန်လိုက်ပါပြီကွယ်ဤတို့ဖြင့်မကျော်တို့အာလူတို့မင်္ဂလာဆောင်ပြီးနှစ်ထဲဦးအောင်ဆပရိုက်တိုက်ချလိုက်တော့ဒီမေကြောင့်ကျွန်တော်မှအဟုတ်ကြီးအံ့ဩရပါသည်သို့တော်လည်း ဒီမေချီနူးရိတ်စွန်နေသောအတန်လေးကြောင့်ဒီမေပြောရင်ပြီးရပါပဲဒီမေစိတ်ချမ်းသာဖို့ပဲဟူမူတီတာပွားပြီးဒီမေတို့ဥတော်တို့နေထက်တူဝမ်းသာရပါ၏ယမနာကပြန်လာပြီးရန်ကုန်ရောက်သည့်အခါစိတ်မိပါများနဲ့တရဝင်းတွေ့ဆုံ၍အူးဆုံးနှုတ်ဖြင့်ဆစ်ဆက်ထားဖြစ်လိုက်ပါသည်အဖွားဤကျမ်းမရဲ့အချိန်လေးကိုပန်းပြကမင်္ဂလာဆောင်ခါနီးမှဒီမီတို့နဲ့တရဝင်းလာရောက်တောင်းရန်ရမိအကြောင်းနားဖောက်လိုက်ပါ၏ စိန်သည်သူချစ်သည့်အမျိုးသားကို တသက်လုံးပန်ဆိုင်ရတော့မည်အောင်းနိုင်သူပြီးပြုံမဆုံး၍ဖြစ်နေပါသည်ကျွန်တော်မှသာတခုခုလစ်ဟာနေသလိုခံစားချက်ကြီးကြီးဆိုးခံနေရပါ၏ကျွန်တော်ဒီလဲစိတ်နဲ့တန်ရောစင်ခိုင်မြဲနေသည်ကတကြောင်စိတ်ကိုတနာသည်ကတကြောင်ကြောင့်တကယ်တမ်းတွင်မထားပြက်ခဲ့ပြီမိရှင်ကကျွန်တော်ကိုပြန်မရွေးချယ်ခဲ့သည်ကိုပင်တဖြည်းဖြည်းနဲ့ကျွန်တော်ကျေးဇူးတင်နေမိသည် မဟုတ်လဲ အချစ်ကင်းစင်သောစိတ်အပြုံးပွင့်လေးများကိုဖြည့်ဆည်းရကြပြီတော်မူ။စေရင်နောက်တစ်ပတ်ပြင်မနာကိုသွားမယ်။အခုတော်လေးရဲ့မင်္ဂလာဦးဆွံကျွေးလုပ်မယ်တဲ့။ဟဲဒီမရမင်္ဂလာဆောင်တော့မယ်ပေါ့ကိုကို။စိတ်လည်းလိုက်ချင်လိုက်တာ။အမလီစောအောင်နားထောင်ပါအောင်ကလေးမရဲ့။ကိုကိုကလည်းဒီတစ်ခေါက်စိတ်မှလိုက်ခဲလို့ပြောမလို့။ဘာဖြစ်ဖြစ်စိတ်ကကိုကိုလက်ထပ်တော့မယ်ဇနီးလောင်ဖြစ်နေပြီပဲ။စိတ်ပြေလို့ကထက်လုံးမှာပါနော်။ ချက်မလို့လဲစိတ်တိုင်းရအောင်လိုက်ပါပဲစိန်သည်ပျော်လွန်၍သူ့ဤပါဆောင်လေးများမူတက်လာသည့်အထိရေမောနေပါတော့သည်စိန်ဤမိဘများကလည်းစိတ်ချလက်ချထက်လို့ရှာပါ၏မင်္ဂလာနေ့မတိုင်မီ၃ရက်အကျူလောက်ကတည်းကကျွန်တော်နှင့်စိန်သည်ယမနာသူဆင်းချလာကြပါသည်စိန်ကတော့တလန်းလုံးအိတ်ရင်လိုက်ပါလာတော့လဲကျွန်တော်ကတော့အတွေးပေါင်းများစွာနဲ့ကားမောင်းနေရပါ၏ ဒီမေမင်္ဂလာဆောင်တို့ဒတော်များနဲ့မိရှင်တွေလည်းတေးချပေါလာမည်မိရှင်တွေမျက်နှာချင်းဆိုင်ထပ်ဆောင်ပြီးအခါစိတ်မဖြစ်မနေမိတ်ဆက်ပေးရတော့မည်ထိုအခိုက်တွင်ကျွန်တော်မိတို့မျက်နှာထား၍နေရပါမည်နီဒါငါနဲ့လက်ထပ်တော်မယ်ငါစနီလောင်လေနမည်ကအီယာစိတ်တဲ့ထိုစကားကိုကြားရလေမိရှင်မျက်နှာရိပ်မိတို့ဖြစ်သွားပါမည်နီ ကျွန်တော်ဒီအတွေးအဆများကိုမောင်းထုတ်၍ခေါင်းကိုယ်သာတွင်တွင်ခါရဲနေမိပါတော့သည်မင်္ဂလာဦးမာအလင်းတော်ကျူပါလို့ရွှေဖူးစာခေခိုင်မာလက်ကို တွေးကားတသက်ကိုမခွဲပါချစ်မဝနိုင်ဘူး အချင်းဦးတယ်လျာမောင်မေတူနှချာအကြောင်းကံဆုံးလာချစ်ကလေးဆမလောင်ရီဝရှုံးလေတာခင်မျက်နာလေးပါနေရောင်ကြီးလိုဝင်းဝါမောင်မျက်နာပါမြချေစင်မို့တလုံးထိုးရှင်ဖြား မင်္ဂလာဥမတာရွှေရတူဆင်ရတူတိုင်မှာ聖欧古代奉義長以松葛牙看馬記的人愛的苗的帝帝希拉以ဇပွဲဝိုင်းတိုင်းရှိပန်းအိုးများတွင်လည်းနင်းစီပွင့်ဖြူဖြူများနှင့်အလားဆင်ထားပါသည်။ဘုံကြီးကျောင်းတွင် ဖြစ်သောကြောင့်မင်္ဂလာတချင်းကိုခတ်တက်တက်လေးသာ ဖွင့်ထားပါသည်။ ဒီမေကဆင်းဆွဲရောင်မင်္ဂလာဝတ်စုံချိတ်လေးဝတ်ထားသည်ဘဲဖက်လက်တွင်နှင်းစီပွင့်ဖြူမင်္ဂလာပန်းစီလေးကင်ထားကညာဘက်လက်ကဥတော်အီလမောင်ကိုချိတ်၍မိတွဲထားသည်သူတို့သမီးလေးဒီမေသည်လာပါကြော့ရှင်းနေသည်မှာနှမျောစရာပင်ကောင်းလာပါသည်ဥတော်ကလည်းတလောကလုံးတွင်သူ့လောက်ပျော်မိသူမရှိရောသည့်အလားပြုံးပြော်နေပါ၏မမေတို့မိသားစုနှင့်တီရင်တို့ဇနီးမောင်နှံလည်းလာပါသည် ကျွန်တော်နဲ့မမေသည်မတွေ့ကြသည်မှာကြာနေပြီဖြစ်တော့လဲပြန်တွေ့ချိန်တွင်လက်လိုက်လဲလဲမရှိကြလာပါမမေအမျိုးသားကိုလည်းခက်တန်တန်းသာစကားပြောပြီးမမေကိုတော့စကားကောင်းကောင်းပြောပါ၏ကျွန်တော်ငကြောအာလူးနဲ့ရက်ွက်ထဲရှိလူပြိုးအပြိုလေးများကကြွားရောက်လာကြတော့ဧည့်သည်များကိုမလက်ဟင်စေရန်ဝိုင်းဝန်းဧည့်ခံကြပါသည်ဥတော်တို့အတိုင်းဝိုင်းမှာဆွေကြီးမျိုးကြီးပေါ်လာပါ၏ စိန်ကတော့တိတ်မရင်နှီးသေးသည့်ဧည့်သည်ပြီးမမေတို့တီရန်တို့ထိုင်နေသောစပွဲဝိုင်းတစ်ခုတွင်သာစွဲမြဲထိုင်ပြီးမမေတို့နှင့်စကားပြောလိုက်ဟိုငေးတီကြီးလှုပ်လိုက်ရှိနေပါသည်ကျွန်တော်ကတော့ဟိုဝိုင်းပြေးလိုက်ဒီဝိုင်းပြေးလိုက်နဲ့နှက်တုတ်တာများလိုက်ချပေးလိုက် လိုအပ်သည်များဖြစ်ပေးလိုက်နဲ့စိတ်ကိုပင်ဂယုမဆိုင်အားပဲဖြစ်နေရပါသည်မမမြလာသမီးမွှင်လာလား ဒီမေစကားတန်တဲ့အတူတော်တော်များနဲ့မိရှင်သည်ဒီမေတို့အနောက်တွင်ကပ်ပါလာပါ၏မိရှင်သည်အဖြူဖြော့ရောင်ချိတ်ဝန်းဆက်ကလေးဖြင့်လှချင်၌လှနေပါသည်၎င်းတို့ကိုမြင်သောအခါကျွန်တော်ကိုင်နေသည့်ဝိုင်းအားကောင်းလေးတယောက်နှင့်လွှဲခဲ့ပြီးဒီမေတို့အနားသွားလိုက်ပါ၏တော်တော်များကိုလည်းနှုတ်ဆက်လိုက်သည်နေကောင်းနေတော့တော်တော်များမင်းဆက်ကြီးရေအမလီချောလာပြီးတန့်ပြတ်နေရပဲငါတို့က ဒါတော်ဟိုပြေးတီပြေးချွေးပြန်နေရတော်တော်များရဲ့အင်းအင်းဟုတ်ပါဟုတ်ပါငါတူတဲ့မိရွှင်စီကကြားပါတော့ဘဲတော်မင်္ဂလာဆောင်ပါတော့မလို့တော့ပါဦးတော်တော်များရဲ့အာလူလူဆောင်မိရနဲ့ကျွန်တော်အလှက်ပေါ့တို့တို့ပြောရင် မိရွှင်ကိုမတိမတာအကဲခတ်ကြည့်လိုက်ဤသူကလည်းကျွန်တော်တို့နေရောရောက်ကလိုက်ရနေပါသည်အာလူစီကတရင်ရပြီးသားနေကောင်မလေးပါလာတဲ့ဆိုမိဆက်ပေးအောင်လေးဟာ အေးဟုတ်တယ်ပါတယ်လာတော့ကျွန်တော်တခါတည်းမိတ်ဆက်ပေးမယ်တော်တော်များနေမိရှင်ကိုကျွန်တော်ကပဲတောင်းဝန်ယူ၍စိတ်နဲ့မမေတို့ရှိနေသည့်သပွဲပိုင်းသို့ခေါ်လာခဲ့ပါတော့ဤမမေတို့တည်ရင်တို့ကသူ့တိများနဲ့တွေ့၍အချားဝိုင်းတွင်တက်ကြနေပြီသပွဲပိုင်းတွင် စိတ်တယောက်ထဲသာရှိနေပါသည်ဒါကျွန်တော်နဲ့လက်ထပ်တော်မယ့်ဇနီးလောင်းလေးစိတ်တဲ့စိတ်ဒါကကုကုတငယ်ချင်းရွှင်းပြတော်တာတဲ့တော်တော်များတော့မိရွှေအမေပေါ့ မင်္ဂလာပါရှင်သမီးနဲ့မယားအေးရစိတ်ပါရှင်ချစ်စရာလေးတော့မင်းဆက်တို့များအလှလေးကိုဥထားတာကြည်စမ်းကဲစကားပြောကြအောင်နော်ကျွန်တော်မုတ်ပွဲတွေသွားယူအောင်မယ်ပြီးရွှင်ငင်ငငယ်ကျုံးမြင်တာတွေဖော်မနေနဲ့အောင်ကြားလာဖော်မနေဦးသွားသွားမြင်မြန်သွားယူငါဖြစ်မိုက်စာလာကျွန်တော်မုတ်ပွဲလာယူချိန်တွင်မိရွှင်လိုဝိုင်းနိုင်လူဆောင်နေကြ၏ ဒီမေနဲ့ဥတော်အပြင် အာလူးနဲ့ငကြော်ပါ စိတ်တော်မြနဲ့မိရွှဲလို့နမေးတွင် စကားဝိုင်းကောင်းနေကြပါပြီ။မုတ်ွယ်ပြင်းနေသည့်နေရာမှာမုတ်ွယ်များကိုစောက်ရင်မိရွှဲလို့ဝိုင်းတို့ကျွန်တော်မြေးချိနေမိပါသည်။မိရွှဲသည်တခန်းကိုလက်ဖြင့်အုပ်ရလိုက်လက်ခုပ်နှစ်ဖက်ကိုတီးလိုက်နဲ့ဒီမိကိုစားနောက်နေပါသည်။ငဲချစ်ဦးသည်ဆင်းဆွဲရောင်ဝတ်စုံလေးဖြင့်ကျွန်တော်လက်ထပ်မိကောင်းမလေး၏နမေးတွင်ထင်းလင်းစွာလှပနေပါ၏။ ကျွန်တော်သည်မုတ်ဝဲများကိုလာချပေးရန် အခြားသူများကိုမှာထားခဲ့ပြီးမိရွှေတို့ဝိုင်းစီတို့လျှောက်ပါစေစကားဝိုင်းတွင်ရွှေရွှန်းပြောမိစကားများကိုကြိုတင်စဉ်းစားနေမိပါသည်ကျွန်တော်မျက်နှာပြည့်နေလဲအားလုံးအတွက်မကောင်းဖြစ်မိဆိုသောကြောင့်နှကန်းကိုတင်းတင်းစိတ်ကကြိုတင် ပြုံးထားလိုက်ပါ၏စိတ်ကတော့ဘာမှမသိပဲအယူခံပြုံးပြော်နေ၏ မိရှင်သည်မျက်နှာဖုံအုပ်၍အလိုက်တင်ပြုံးပြော်ပြနေမည်ဟုမိသူပြောနိုင်ပါမည်။အပြင်းပန်းတွင်သာ ပြုံးပြော်နေကြပြီ။ကျွန်တော်နှင့်မိရှင်၏ဆန္ဒကြီးကိုသိနေခဲ့သောငကြော အာလူနှင့်တီမီတို့စိတ်ထဲတွင်ကျွန်တော်နှင့်မိရှင်၏အဖြစ်ကိုမိတို့များစာနာတွေးကြပါမည်နီ။ကျွန်တော်မိရှင်စိတ်ကျွန်တော်မိဘဆွေမျိုးများဖြင့်ညိုင်ဆိုင်နေသောစပွဲဝမ်းလေးတွင် ကျွန်တော်စိတ်များကနေရာမရှိ တွေးချင်ရာအတွေးဝဲကရက်တဲ့ပြန်လွင်နေသည်ကားကလေးသည်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်တွင်ဒီရိပ်ရိပ်နေပြေးနေ၏ဦးတီယာသည်အသက်တော်ဆုံးအရာဖြစ်သည့်ရန်ကုန်သို့ပင်ဖြစ်သည်စိတ်သည်ယမနာသို့လာခဲ့စဉ်ကနှင့်ရောင်းပြန်တလန်းလုံးစကားများပြောနေပါသည် မင်္ဂလာဆောင်လင်ဝတ်ဆောင်ကိုငွေမေယောင်ကလေးဝတ်မီ မိကစပင်နဲ့လက်သေးချိသေးအလှပြင်ရန်သူစိတ်တိုင်းအလှဖန်တီးရှင်ထံတွင်အံ့မည်သူတငယ်ချင်းမလေးညွန်ပြီးတော့ဟိုတယ်ခန်းမကြီးကိုငှား၍မင်္ဂလာပွဲကျင်းပမည်မိသူကိုဖိတ်မည်မိသူကိုမဖိတ်တော့ဘူးစသည်ဖြင့်ရောက်မလာသေးသည့်မင်္ဂလာပွဲအတွက်စိတ်ကူးရင်ပြောဆိုရင်ပျော်နေရှာသည်စိတ်မျက်လုံးကလေးများကတောက်ပနေသလိုနှကမ်းများကလည်းပြုံးနေသည်မှာပါဇက်ပင်မစိတော့ချီ ကျွန်တော်သဘောအရဆိုရင်မင်္ဂလာပွဲခန့်ခန့်နာနာလှုပ်၍ကုံမိငွေများကိုဘိုးဘွားရိတ်သာသူမဟုတ်မိဘမဲ့ကလေးเจ้าများတွင်ပုံပေါ်၍သာသွားလှူခြင်းမိတစ်ဖက်ကစိတ်အတွက်ကြတော့လေတသက်မှာတစ်ခါသာဆောင်ခွင့်ရသည့်မင်္ဂလာဖြစ်တော့ကြောင်းအကြီးကြီးမျောလင့်ထားသည်ကိုလည်းအပြစ်မပြောလို့ထို့ကြောင့်လေသူစိတ်သဘောတိုင်းကြလုပ်ပါစေဟုစီစဉ်သမျှသိုးသည်ကောင်းသည်ဘာမှဝန်မပြောဘဲ စိတ်သဘောစိတ်ကြိုက်ရင်ပြီးရပဲဟုသာဆိုလိုက်မိသည်ချီတာမြင်သူတိုင်းကကျွန်တော်တို့ကိုလိုက်ဖက်သည့်စုံရွယ်လေးဟုချီးကျူးထောက်ပနာပြုကြသလိုစိတ်တို့ပဲရှိအတိုင်းဝန်းများကလည်းကျွန်တော်တို့၏မင်္ဂလာပွဲကိုစောင့်ကြည့်ဂုဏ်ပြုပေးကြရန်စောင့်ဆိုင်နေကြပြီဖြစ်သည်ဤတို့ကြောင့်စိန်က ကျွန်တော်နှင့်မြ мян လက်ထပ်ကြရန်လုံးနေခြင်းဖြစ်ဖြစ်လူရဲဟုဖြစ်လာစဉ်ကလေးကပင်ခူးစာရင်နဲ့ဤအလူကြတိုင်း လူသားများကိုအံဝင်ခွင့်ချဆုံမဲ့ပေးထားပြီးသားဟုကြားပူသည်ကျွန်တော်နဲ့စိတ်ကိုလည်းဘုရားရဲ့နှက်ကမကြမီပင်သူ့အလိုကြားပေါင်းဖက်ခွင့်ပေးတော်မူဟုထင်ပါ၏မိရွှေနဲ့ကျွန်တော်အတွက်ကြတော့တဦးနဲ့တဦးမိမြပင်ချစ်ကြစေခဲ့ဩဘုရားရဲ့နှက်ကအလိုမကြမဆုံဖက်စေသောအခါဘာမှမဟုတ်သည့်ကိစ္စကလေးများနဲ့ပင်ပြစ်ချက်လွယ်ခဲ့ကြသည်မနှွေထွေမစစ်မှန်သောလက်တဆုံကို မိရှင်ကလွဲမစွာတွဲခဲ့ပြီးခဲ့ပြီးနောက်ယခု ကျွန်တော်တွဲလိုက်မိသည့်လက်တစုံကရောမှန်ကန်သည်လားကျွန်တော်နဲ့မိရှင်သည်တလက်စီအလဲချဝီးခဲ့ကြရသည်မိရှင်အိမ်အောင်ကြသည့်တရင်ကြရချိန်၌ကျွန်တော်နာကျင်နေခဲ့ရသကဲ့သို့ကျွန်တော်မင်္ဂလာဆောင်သွားလျင်မိရှင်သည်အတိတ်ကကျွန်တော်ကဲ့သို့နာကျင်နေလိမ့်မည်ဟုမသိစိတ်ကတေချာစွာခံစားနေမိပါ၏ကျွန်တော်ကို ချစ်နေသေးလျက်နဲ့ ကျွန်တော်ကိုသူ့ထံပြန်လာခွင့်မပေးတော့ကျွန်တော်ကိုလက်ခံခွင့်ရှိလျက်နှင့်ပင်စိန်ကြောင်းနှင့်ပြန်လဲမကြိုဆိုသောမိရှင်သည်သူ့နှလုံးသားကိုအတင်းမာခြင်းရောင်ဆောင်ထားမှန်းသူ့မျက်ဝန်းများမှတဆင်ကျွန်တော်အသေးပေကတက်ပါသည်မိရှင်ဤနှလုံးသားရဲကနာကျင်ရသည်စူမိုးများထပ်မသေးတော့စီရန်ကျွန်တော်တို့မင်္ဂလာဆောင်လင်းသူ့ကိုမဖိတ်တော့ဘူးဟုဆုံးဖြတ်လိုက်မိပါ၏မဟုတ်လေ သူအစံပြေကြောင်းအတင်းဟန်လုံးပြုံးပြသည်ကိုကျွန်တော်မြင်ရအောင်မည်ကျွန်တော်ကြောင့်နဲ့သူ့ကိုထပ်မပင်မန်းစေချင်တော့ပေရှင်ခုံတက်ဆရွယ်ချစ်တက်ဆရွယ်က လူတိုင်းတွင် အချစ်ဦးကိုစီရှိခဲ့ကြမှုပါလိမ့်မည်ရှိသောဦးအချစ်ဦးနှင့်ညာကြရသည်ဆိုသောအဖြစ်သည်လောကကြီးတွင်ဖြစ်တော့ဖြစ်ခဲရှားတော့ရှားခဲဖြစ်တော်လေကျွန်တော်နှင့်အရင်းနှီးဆုံးတီမီတို့အတွင်နှင့်အာလူတို့အတွင် စသောအချစ်ဦးစုံရဲနှတွဲသည်မိမြပင်ကြွေကွင်းခဲ့ကြရပါစီနောက်ဆုံးတွင်စုံဖက်ခွင့်ရောက်သွားခဲ့ကြပါ၏ကျွန်တော်နှင့်မိရွှင်လေသာအတိတ်တွင်ဖူးဆောင်မဆုံးခဲ့ဘူးသလိုလက်ရှိပြစ်ဆုံးပန်းတွင်လည်းရေဆက်ကုန်ခဲ့ပြီဖြစ်၏ထိုအခြေအနေသည် အခိုက်အတန့်ပေပဲလားမိရွှင်သာလက်မထက်ခဲ့ပဲကျွန်တော်ကိုစောင့်နေခဲ့လေဒါမှမဟုတ်ဒီမီကဲ့သို့စိတ်မျိုးများထားနိုင်လေ တစ်ချိန်ချိန်တွင်ဥတော်နှင့်တီမီတို့ကဲ့သို့ညာကံကြမ္မာဖန်တီးပေးအောင်မီလားမိသူများခံမနိုင်မီမဟုတ်ချေအချစ်ဦးသည်ငငယ်ကဆွဲလန်းမျက်နှူခဲရသောအပြာရောင်ချင်းချက်ကက်တတိလေးဖြစ်ပြီးအတိတ်သည်လာပစွာနှွေးထွေးခဲ့ပူသောနေမျိုးကလေးဟုတတိထားမိချိန်တွင် ထိုချင်းချက်ကက်ကလေးအားမူလတိတာထဲပြန်လဲခောက်သိမ်းထားလိုက်ရုံပင်အလုံးကျေးဇူးများတင်ပါတယ်ရှင် အချစ်ဦးရဲ့ချင်းချက်ကလေးဆက်သိမ့်သွားပါပြီရှင်။အလုံးမဲ့စေဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့အတူတူနောက်ထပ်ဝတ္ထုလေးတစ်ပုံမှပြန်ပြီးရောဆုံတွေ့ကြရအောင်။အလုံးကျေးဇူးများတင်ပါတယ်ရှင်။